အစိမ့်နှကံဒီတဲ့ပြောရရင်တော့နည်းနည်းလေးညှိခုံမှာပေါ့နော်ခိုင်ခိုင်ရှင်းလေးသိသွားရင်တော့မကောင်းဘူးပေါ့ဒါတိတ်ပြီးတော့ဇောထက်သွားတဲ့ခါမှာလဲအစိမ့်နှကံအချိုးပေးတယ်အဲ့ဒါတော့အပတ်စင်ဘူဂျိုအေးတို့နဲ့သူတို့နဲ့သူတို့ပေါ်တာပေါ့တည်သွားရှာပါရဟုတ်တယ်လို့ဗိုလ်မွေးလှမြင်ဆိုတာအကြီးပေါ့တို့လံပါလို့လည်းခေါ်ရကြီးရှည်တော်ကြီးလို့ခဲတော့ဆရာတော်နဲ့လည်းတွေ့ပါခဲတော့ဒီဆွမ်းရဝင်ကြီး လုံးတီသူတို့ဆိုအကိုကြီးကိုလို့ခေါ်ရအောင်ရောက်လုံးတီမင်းတရားတွေလုတ်ကွာလို့ဟိုကပတ်စင်ဆောတဲ့ရက်ကြီးရှိလမ်ဘာလှမြေလို့မွတ်စလင်မွတ်စလင်ပါဘုံကြီးလှမြေပတ်စင်ဆောပါတယ်ဘုจุတင်လှတော့သူတို့ ਨੇ အတူကတော့အဲ့လိုသူအာစိန်နကန်နဲ့အရေးခင်းဖြစ်တဲ့ကာလမှာအချောင်းကိစ္စတော့ကြောင့်တချို့ကလည်းမပြောတော့ပါဘူးထောင်ထဲရောက်သွားတယ် ထောင်ထဲရောက်သွားတဲ့ခါမှာထောင်ထဲမှာကျောင်းသားရေးခင်းတဲ့ပတ်သက်ပြီးဖမ်းထားတဲ့ကောင်လေးရတယ်ထောက်လျှောက်ဘုရင်တရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိအဲ့ဒါကိုထောက်လျှောက်ရွတ်အဆိုင်နဲ့ကရွတ်အတိတ်ခွေတယ်မထည့်လည်းမထည့်ပါနဲ့အချားပါတော့ထိမှာဆိုလို့မကြောက်ပါဘူးခိုင်ခန့်ရှင်ကိုနဲ့ကလည်းပြောပါလို့ဆိုအဲ့ဒါအဲ့ဒါမျိုးရွတ်ဆိုသူကလည်း तू သူ့ရဲ့သူ့ရဲ့ကိုရန်ချမ်းကိုရွတ်တယ်အဲ့ဒီဥလာမရတယ်အဆုံးသောရှားပါကြီးဖြစ်စေကြောက်ဒီအချိန်မှာအစောဆုံးသူတွေပေါ့ ဆက်တော့ရွတ်နေရင်လည်းဟိုကောင်လေးကလွတ်သွားတယ်။ဦးမဲရဲ့နဲ့ရေးတဲ့ဗိုလ်ရံတန်ကအကြီးကြီးတော့ကြီးကြီးတဲ့တပေပတ်လို့ဆလုံးကြီးရေးတဲ့ထောင်ထဲမှာအဲဒီခါလဲကြတော့ရွတ်နေတော့ဟာမင်းစွန်းလိုက်လားကွာငါတင်ပေးခဲ့ပါဆိုပြီးအဲဒီမှာတဲ့ဗိုလ်ရံတန်ကိစ္စမိသူကိုယ်ကချင်းကိုယ်နဲ့ပြောတာပါဗိုလ်ရံတန်ကိစ္စမိဓမ္မရံကိစ္စမိတန်ရံကိစ္စမိလို့သူလဲကိုယ့်ရဲ့လောက်ရွတ်တယ်အောင်ရစီကောင်းတာပေါ့လေ ခိုင်ခိုင်ရှင်ပြောတာပါကိုယ့်ရဲ့အကြံမှာတဏ္ဍကုန်းဆွမ်းအောင်ကြောင့်ဒီမှာချထားတဲ့အဲ့ဒီကျင်ကမီးမီးတောက်ပြီးပြကြသွားအာတန်တော့ဘလော့အောင်ဆက်ကောင်း This is a true story ဆရာတော်အဲ့လိုဆရာဝတီဆရာတော်ဆရာတော်အများကြီးရှိတယ် This is a true story အဲ့ဒါဆိုတော့အဲ့ဒါသူနဲ့ဘော်ဒါတယောက်ဖြစ်တော့ဟာဟုတ်တယ်ဗျာလေကလားတယ်ဟိုလမ်းဘာလမ်းမြေရရှိရှိမလို့ စံဒီသူသူခင်ဗျာဆရာတော်ဆရာတော်ဓမ္မကြီးအန်ဒီရိုးနဲ့လည်းသူတော်တော်ရင်းနေပါတယ်။ဒါသူတို့အဲ့ကြောင်မသိဘူးဆရာတော်သိတယ်။သူတို့ကဂျင်းတော့ရင်းနေတယ်။ဒါသူတို့မသိဘူးဆရာတော်နဲ့သိတယ်။ဆရာတော်နဲ့ရင်းနေတော့စာရေးနဲ့ဘုံကြီးကြော်မြင့်ဆိုဟာဒီပြုံးနဲ့တန်ငယ်ချင်းဖျားတယ်။အဲ့ဒါကြားဘူးတယ်။အဲ့ဒါဘာကြောင့်ဗုဒ္ဓဘာသာပြောရတာမသိဘူးဆရာတော်နဲ့သိတယ်။သူတို့ကပေါ်တာ။သူတို့ရဲ့ပတ်စံစောတယ်။20တပတ်လောက်နှစ်ပတ်စံစောတော့။ဘိုးကြီးနဲ့ဘုကျိုးအေးတို့ကတော့ရင်းနေတယ်ပို့ကို။အဲ့ဒါဆိုတော့အဲ့လိုမီးထလောင်တော့တရဏဂုံးစွန့်အားကြောင့်ဟာဘာဖြစ်တော့ဝိုင်း ီမှာသူရှိတယ်မဲ့အဲ့ကြမှာသူကထောင်ထဲမှာတယ်မဲ့ဘုရားကိုကြည်ညိုတရားကိုကြည်တော့ရှောက်တလာလုံးအဲ့ဒီဘုရင်သဏ္ဍာန်ကစမီကိုဦးဘုံဝေးလက်မြတ်မတ်လက်မြတ်တဏီလံပါလက်မြတ်အရှိရှိမလို့တလာတိရောက်တဲ့ခါမှာထောင်ကလွတ်သွားပါတယ်အကြောင်းဒီမဲ့အကြောင်းတော့ရှိတာပေါ့ဒါထောင်လွတ်တဲ့လွတ်တဲ့အကြောင်းတွေရှိတယ်သူကတိုက်ပွဲဖြစ်တဲ့အချိန်မှာသူကထိုင်းမှရှိမှသွားပြီးတော့ဘာညာအစ်စီကလေးဖြစ်နေဆိုတော့ဒီကဘဝေးတော့ တတ်ချိုးတော့သူ့မုံသွားတယ်ဒါတကယ်တည်းကသူကတရင်ယူလိုက်တာသူ့ကြောင့်တရင်နေရပြီးတော့တိုက်တရင်နှင်းရင်လောက်သေမဲ့ကောင်ကမသေတော့အာကျေးဇူးရှိတယ်ဆိုပြန်လွတ်သွားထောင်လွတ်သွားထောင်လွတ်တယ်နဲ့အိမ်ရောက်ဘုန်းကြီးတွေမေးမေးပြီးအဲ့ဒါမှတရားထိုင်အဲ့ဒီပရိယောအဲ့ဒါနဲ့ပဲဘဝကိုနေကိုနေကုန်းချုပ်တဲ့ထေအောင်ဘုရားဘာသာဖြစ်ပြောင်းသားတွေသမီးတွေဒီလောက်ကောင်းတဲ့ဘာသာပြောင်းတော့မယ် မင်းတို့ခြိုက်ရင်လည်းမခြိုက်နဲ့ဆိုရော့အဲ့ဒီဘုံကြီးလက်မြာဘုရားဘာသာပြတ်သွားပါတယ်တရဏဂုံကိုအာစိတ်နကံကိုရိအခြားထူးခြားချက်တွေလည်းအများကြီးတယ်